မင်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မိုးလီဝတ်သားနယ်ဇလာဗေဒာညွှန်ကြားမှုအစည်းအဝေးဌာနမှာ2025ခုနှစ်အောက်တိုဘာလ31ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလီဝတ်သားသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းတော်ရရှိခဲ့တဲ့အနည်းဆုံးပူချိန်များမှာနေပြည်တော်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုင်၊ရန်ကုန်မြို့မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုင်နဲ့မန္တလေးမြို့မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုင်တို့ဖြစ်ကြပါတယ်။ ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှဖောင်းရရှိတဲ့ပုံရကပ်ပလီပင်နေပြင်ဘင်္ဂလားပင်လယ်အရှိလဲပိုင်းနဲ့အရှိတောင်ပိုင်းတို့မှာတိမ်တဲ့တင်မှာတိမ်ထူထပ်နေပြီကျန်ဘင်္ဂလားပင်လယ်အောက်မှာတိမ်နေငယ်ဖြစ်တော်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ AR တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္လာရီတနင်္လာကြီးတို့မှာမိုးရီနောင်များဖြစ်တော်မူအကောင်းရရှိပြီးအဆိုပါမိုးရီနောင်များရွှေလျာရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုဖြစ်ခြင်းလက်စည်းလက်ချင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလီဝတ်တာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကြံတနင်္လာရီနဲ့ပြည်နယ်များမှာတိမ်နှင်းငယ်မှာတိမ်တင်းတင်းဖြစ်တော်နေရာကိုတွေ့ရပါတယ်။မြမပင်လေပြမှာ ်မြမကံယူရန်တချောင်းနဲ့ကံလွန်ပင်နယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းချီတိုင်းမှာမိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလင်းအားတနအီကိုမိုင်30မှ35မိုင်ထိတက်ကနေပါတယ်။လိုင်းမြမမြမကံယူရန်တချောင်းနဲ့ကံလွန်ပင်နယ်ပြင်တို့မှာရှစ်ပေမှ10ပေကန်ရှိနေပါတယ်။ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ AR တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိစိ ၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီးနယ်၊ကချင်ပြည်နယ်တို့မှာ နေရာကျကျနေ၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မြေပြည်တော်၊ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်။နေပြည်တော်နဲ့ညီတော်အိုက်တို့ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းကြမှာနေရာကွက်ကြားမှုထစ်ချုံရွာပါမယ်။အမြင့်ဆုံးမှုချိန်မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်။ ရန်ကုန်မြို့နယ်နေထိုင်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်။နေရာကွက်ကြားမှုထိချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆက်စီယက်65ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါလိမ့်။မန္တလေးမြို့နယ်ညီတော်အိုက်တွင်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာနေရာကွက်ကြားမှုထစ်ချုံရွာနိုင်ပါတယ်။အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆက်စီယက်69ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်၊ချက်ခိုင်ပြည်နယ်၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်မှာနေရာနံပြမိုးထစ်ချုံရွာနေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်။